ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးရေအခုမေကွန်းရှင်ကနှင်းလဲ့နန္ဒာပါဟုတ်လားမနှင်းလဲ့နန္ဒာကောင်းလေးတဲ့နာမည်လေးစနီသမီးဖြစ်မယ်သလားဟုတ်ကဲ့ဆရာကြီးအသက်20ပါတဲ့ငငယ်လေးရှိသေးတယ်ရန်ကုန်ကျောင်းသူပါဆရာကြီးရန်ကုန်ကဟုတ်ပြီဟုတ်ဆရာကြီးရှင်နဲ့သမီးတဲ့အသက်14နှစ်ရှစ်တန်းလောက်တုန်းကတဲ့စာအော်ကျင်အတန်ဝင်သွားပါတယ်တဲ့ဟုတ်အတန်ဝင်တာကိုတဲ့အနာမပေးတော့တဲ့ပိုဝင်သွားပါတယ်။ဟုတ်အဲ့ဒါတော့ တော့အတန်မှာပျောက်သွားလိမ့်မယ်လို့ဟုတ်ကဲ့ဆရာအတန်ဝင်ရတဲ့အကြောင်းနဲ့မှာလို့ဟုတ်ကဲ့ဆရာအကျော်ကြောင်းဖြစ်တတ်တယ်လို့ဟုတ်ကဲ့ဆရာအဲ့တော့စာဖတ်ရင်းနဲ့အကျော်ဒုံလေးတွေရှိကြမလားဟုတ်ကဲ့ဆရာငမုတ်ကျော်တို့အာလူကျော်တို့ဝါလိုက်စာဖတ်လိုက်နော်အဲ့လိုအကျော်လေးတွေမှန်သမျှအကုန်ရှောင်လိုက်ပါသမီးလို့ဟုတ်ကဲ့ဆရာရှောင်တော့သမီးဘာလုပ်ရမှာလဲဆိုရင်နော်ဘာလဲခါရဲဟာလေးတွေ အသီးတွေအသီးတွေကခါတာအသီးရောဘာဘာအကားမဆိုရပါတယ်အဲ့ဒီခါတာလေးငုံတာဟုတ်ကဲ့ဆရာနော်ဥမာလွယ်လွယ်ပြောရင်ခွေရော်လေးနှွေရသွေးတော့ကိုဝါပြီးတော့ငုံထားလိုက်ဟုတ်ကဲ့ဆရာ။မမဲစီလေးပဲဆိုလည်းပဲရင်းညွှတ်ချက်တော့ဒါပဲ။ဟုတ်ကဲ့ဆရာ။အဲ့ဒါလေးရလည်းပဲငုံထားလိုက်။ဟုတ်ကဲ့ဆရာ။ဘာမှမရှိဘူးဆိုရင်ကျဲငါးသီးလေးပေါ့နော်။ဟုတ်ကဲ့ ထားဖို့အရေးကြီးပါတယ်ရှားဆောင်လက်ပတ်လည်းပေါ်ရရပူတော့ကောင်းတယ်ရှားဆောင်လက်ပတ်လည်းဆိုရင်တော့ဟုတ်ရှားပုတ်ထားလိုက်ဟုတ်ကဲ့ဆရာကြီးဒါမှမဟုတ်ဂျယ်လီလေးကိုနည်းနည်းလေးပေါ့တိုင်အောင်လေးပေါ့ဟုတ်ကဲ့ဆရာကြီးပစောင်လေးနဲ့ငုံထားလိုက်အဲ့ဒါပျောက်ပါမှာဟုတ်ကဲ့ဆရာကြီးအခါတက်လူတို့ပါအော်ဟုတ်ကဲ့ဆရာကြီးသူရေးထားတာလေးတော့နောက်ဆုံးဘာမှမရနိုင်ဟုတ်ကဲ့ဆရာကြီးလက်ဖက်အသားလေးကိုစားနေနေအော်ဟုတ်ကဲ့အဖန်ယူကောင်ညှစ်ပလိုက်ညှစ်အစားနာညှစ်ပြီးတော့အဲ့လက်ဖက်အသားလေးကိုပစွန်ကြောင်လေးသူမို့ဝင်လေးနဲ့ နေပြီးတော့ငုံထားလဲရတာပဲသမီးဟုတ်ကဲ့ဆရာအခုဟာတဲ့အတန်အရန်ကြီးမဝင်တော့ပေမဲ့တဲ့လူကောင်းတယောက်လို့တဲ့ကောင်းမနေပါဘူးတဲ့ဟုတ်အဲ့ဒါတော့ဟာအတန်နဲ့ပတ်သက်လို့ဆိုတာတော့အဓိကအတန်ဆိုတာလီပဲလေဟုတ်ကဲ့ဆရာလီဆိုတာအကြောက်တာအကြိုကိုကြောက်တယ်ခုနလည်းပြောတယ်ဟုတ်ကဲ့ဆရာနော်အကြိုမှန်သမျှအလုပ်ရပ်ပလိုက်ရပ်ပလိုက်ရဟာဆိုင်မကြောကြောအိမ်မကြောကြောအချင်းချင်းတကယ်ချင်းပေးစား ready made လေပေါင်းတို့အကျော်ဖြစ်ဖြစ်အဲ့အကျော်ရမ်းမယ်အကျော်ပြီးအချင်းနဲ့အခါလေးစားပြီးပါလို့ဟုတ်ကဲ့ဆရာကြီးလေပင်ကလည်းတဲ့အနှဲငယ်မောက်တယ်လို့ခံစားနေရပါတယ်တဲ့လေเจ้าမရှင်းတယ်လို့ခံစားနေရပါတယ်တဲ့အဲ့တော့ချိန်သေးမှာချောင်ဆုတဲ့ခါကျတော့လေမောက်တယ်လို့ပြောတာတော့သူကသူနားလေသူပြောတာပေါ့ဟုတ်ကဲ့ဆရာအမကရောင်နေမှာပါတမီးရေဟုတ်ကဲ့ဆရာကြီးရောင်နေမှာပါအဲ့တော့သူကသူ့ဆေးထဲမှာအပူသွားလဲရင်တော့ပူဆိုးတတ်တယ် ဟုတ်ကဲ့ဆရာ။အဲ့လိုမောက်လာရင်ကရမဲလေးပဲလိမ့်ပြီ။ဟုတ်ကဲ့ဆရာ။ကရမဲလေးပဲလိမ့်။အဲ့ဒီလိမ့်လိုက်တဲ့ကရမဲလေးကိုလိမ့်ပြီးရင်တဘောတဘောရက်။ဟုတ်ကဲ့ဆရာ။နော်။ဒါအမြဲတည်းထားပြောနေရတာ။ဟုတ်ကဲ့။ကရမဲကိုရင်တော့ထင်းကျက်စားရတယ်နော်။ဟုတ်ကဲ့ဆရာ။ထင်းကျက်တဲ့ကရမဲကလုံးဝမတည့်ဘူး။ဟုတ်ကဲ့ပါဆရာ။ကျေးဇူးတင်ပါတယ်ဆရာရှင်။ဟုတ်ပြီ။စာဝနာကေဘုရားရှင်ကြပါစီဗျာ။